မင်္ဂလာပါဘုရားကွင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင်းငញ្ញန်းကိုအခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်မည်နှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင် ဆောင်ရွက်မည်သုံးအမျိုးဘာသာသာနာတော်ခုလုံးလို့၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ရက်ဖြည့်စည်းသူများကိုဖော်ထုတ်တားဆီးကာကွယ်မည်လေး မိမိခန္ဓာအသက်မငဲ့ွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမီရွယ်ချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေကြိုးစားအထုတ်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲ ကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားပြီးရွေချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာတာနာတွေလာပါရွက်နေပါလေဒီနေ့တာနာနဲ့2569ခုနှစ်လူတော်ဟောကောဇတက်ကေ1389တရင်ကျွတ်လာဇန်3ရက်နေ့ခနှစ်နဲ့2025ခုစက်တင်ဘာလ9လပိုင်း24ရက်နေ့ဒီကနေ့ကဗုဒ္ဓနေ့ပါဥစဉ်ဗုဒ္ဓဂုဏ်ကြီးကြောင့်မှာအခုဆိုရင်တဏှာကြီးပွဲရှိပြီပေါ့နော်။အမမောင်ကျော်ရောက်လာတယ်။ ဦးဇင်းနဲ့မောင်ကျော်နဲ့လည်းဒါလေးနဲ့ပတ်သက်လို့ပြောလဲပြောခဲ့မှုတယ်ဆိုတော့ဦးဇင်းလည်း Facebook TikTok YouTube တွေတိတ်မတင်ဖြစ်တော့တရားဟောတရားပြလွဲပြီးကျန်တာပြီး interviewer တောင်းအဲ့လိုမေးမြန်းအမေးဖြေလေးလည်းမလုပ်ဖြစ်တာကြပါဘူးနောက်ပြီးကြတော့လောဘနဲ့လုံနေရတာတဲ့အတိလေးနဲ့ပဲငြိမ်းအောင်နေပြီးတော့ဘဝရဲ့တန်မြာရဲ့နောက်ပိုင်းကိစ္စတွေကိုဖြေရှင်းသလိုအေးအေးလေးဖြေရှင်းနေတာအဲ့တော့အခုမောင်ကျော်နဲ့ဘုံဘုံနဲ့အခုတွေ့ပြီအဲအမတ်တရားအခုလည်း ရောက်လာပြီဆိုတော့ပထမဆုံးပြောချင်တာကဒကာလေးကိုမောင်ကျော်ကအသက်ဘယ်လောက်ရှိလဲ33ပါဗျာဟုတ်ပြီအဲ့တော့မင်းနဲ့ငါနဲ့ဟိုဒါဘေးလိုက်ရှင်ပြီးတော့ပဲပြောလိုက်ရအောင်ဒါဖုံဖုံနဲ့တွေ့တဲ့လူတိုင်းဖုံဖုံပြောရပါတယ်ဖုံဖုံကအဲလိုက်လွင့်တာလည်းရှိသလိုလိုက်လွင့်ခဲ့ပါတယ်အဲတော်တော်လေးတရားဟောတရားပြเออบัวมาอะไรไล่ล้วนเนี่ยสุดาก็บอกว่ามันอภิเษกไล่ลาอ๋อนู နာပြောရှယ်များအောင်လက်တွေ့ပြတာကိုသဘောကျရတယ်ပေါ့ဘုံမကကြတော့အလုံးမဟုတ်ပါဘူးအကြိမ်များကူပြောတဲ့စကားလွန်သွားရင်အဲတောင်းမှန်မှုဖြစ်ပြီးမှုအတွက်ဘုံလိုက်တယ်မလွန်ပါဘူးလိုက်လွန်ရင်တော့တော့ဟိုဖတ်စီရမလို့ဘို့အခုကျတော့လိုက်လွန်တာမဟုတ်ဘဲနဲ့အဲမောင်ကျော် အများကြီးတဲ့မောင်ကျော်အရမမောင်ကျော်ဖြစ်ခဲ့တာအရမပါကြီးမောင်ကျော်ညောင်မိုးဒီဟမ်ညောင်မိုးဒီမောင်ကျော်အဲဟုတ်ပြီအဲ့တော့အခုမင်းနဲ့ငါနဲ့ညောင်မိုးမောင်ကျော်လိုပဲခေါ်ခေါ်ဒါလေးကိုစပြီးတော့အဲဖုံဖုံနဲ့မင်းနဲ့ပြောတဲ့ဥစ္စာမှာမောင်ကျော်မောင်ကျော်နဲ့ကျော်စိုးလဲအဲဟုတ်ပြီမိမမောင်ကျော်လို့ခေါ်ရင်လည်းမောင်ကျော်မောင်ကျော်ဖြစ်သွားတာမိမအရင်တော့မိမတွေပေါ့ဟုတ်မင်းဟုတ်ပြီအဲ့တော့မင်းပြောတဲ့ဥစ္စာမင်းတောင်းဝန်ယူရမှာဖြစ်တယ်လို့ဖုံဖုံကတော့အခုမောင်ကျော်နဲ့ ညနာနှစ်ဖက်ရှင်ပြီးပြောပြီပေါ့ဆိုတော့မဲအိမ်တော်ကြီးတွေကအိမ်တော်ကြားခဲ့တာကြီးဖုံးမမေးဘဲနဲ့မင်းဖြီလိုက်ဆိုတော့တပိုင်းနောက်ပြကြတော့ကိုပြောတဲ့စကားအတွက်ဖုံးပြန်မဖြတ်ချင်ဘူးတင်ပါခင်ဗျာတင်ပါအဲ့တော့ဟိုမင်းပြောနိုင်သမျှကိုဖုံးဖုံးပြောပြလိုက်ပါအဲအခုဗုဒ္ဓဂုံကြီးကိုမင်းဘယ်လိုစတွေ့လဲဒီလိုနဲ့ကျွန်တော်နဲ့ဒီဗုဒ္ဓဂုံကြီးနဲ့စတွေ့ရတာကလွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပေါ့နော်အဲအဲ့တော့ကျွန်တော်ကတွင်ဝင်နေတာအဲတွင်ဝင်တာကနေပြီးတော့အမှမတင်တွင်ထွက်လိုက်တယ်လောကနေ့တုန်းကလောက်ကအဲတွင်ထွက်တဲ့ချိန်ခါမှာအမှမတင်ပါရာဇီကကျသွားတယ်ပေါ့နော်အမေတော်ကိစ္စနဲ့ပါရာဇီကကျတယ်အဲ့လိုပါရာဇီကကျတဲ့ချိန်မှာဒီလိုမျိုးဝီမိုတီဘာလဲဘာမှဒါမှမလုပ်သေးဘူးအကန်းပေါ့အဲအချိန်ကပါဆရာတော်လိုက်ချောက်တယ်အရှင်ဘုရားအဲတပည့်တော်ကတော့ပါဠိကကြတာလေအဲ့ဒီတော့သာသနာမှာယဟန်ဝတ်လို့ရမလားမေးတဲ့အမဆရာတော်ကအမရဘူးတဲ့မင်းဒါပေမဲ့လူပေါ်ကနေအားထုတ်မယ်ဆိုရင်တော့ယဟန်သာတိပြန်အားထုတ်လို့ရတယ် ဲ့ရှင်တော့ကလည်းဆရာတော်ကခေါ်တယ်ပေါ့နော်ဒီမှာလာပြီးအားထုတ်လိုက်ကျွန်တော်ကအရှင်တော်ကတချိလေးမှပဲလုံးလုံးနေရဆိုတော့မလာသေးဘူးပေါ့အဲအဲ့လိုမျိုးတွေပြောခဲ့တာရှိပါတယ်ဆရာတော်ဘုရားရှိခိုးအရင်နေ့ကတီးခဲ့တာပါဆရာတော်ရှိခိုးလောက်ခဲ့တဲ့လမ်းစဉ်ကလည်းဘုဘိုးဆရာတော်ဘုရားကြီးရဲ့လမ်းစဉ်နဲ့ပါပဲပြိဿတမုတ်ပဲဆော်ဝိုင်းနေပဲလာခဲ့တာပါဒါဝိမုတ်တိဆိုတာကခုနောက်ပိုင်းမှလာကျွန်တော်ကကျွန်တော်ဒီဘက်ကိုထွက်ရပြီးတော့ပြောနေတာဖြစ်ပါတယ်တကယ်တမ်းကျွန်တော်ရဲ့သွားနေရဲ့လမ်းကြောင်းကဘုဘိုးဝိပဿနာလမ်းကြောင်းဖြစ်ပါတယ်ဟုတ်ပြီခွေမော်ဒီမောင်ကျော်တို့မအရမမောင်ကျော်ဖြစ်ခဲ့သူအနေနဲ့ဘုံဘုံလဲ အဲမင်းတို့အဲအင်တာနက်မှာစကားတွေများကြအဲအဲ့လိုပေါ့လေမင်းကိုဝိုင်းပြီးတော့ပြောကြတမုတ်ကြမင်းကလည်းပြန်ဖြေကြတယ်ဖြစ်နေတဲ့အတိုင်းဝန်ဖုံးမမဝင်မဲ့မင်းဖုန်းနံပါတ်ကလေးပြီးတော့ဖုံးမလည်းမင်းမဖုံးဆက်တာဆက်ပါပြီဆက်တော့မှမင်းကဖုံးဖုံးတပြိတော့ကမောင်ကျော်လေးဘယ်လိုဘယ်လိုပြန်ပြောကြခဲ့ဘူးရတယ်ဗျာအဲမင်းအဲ့ဒါအဲ့ဒါဒုတိယအကြိမ်ပြောတော့တာပေါ့အဲ့လိုဒုတိယအကြိမ်ဗျာပထမကမင်းကရင်တော့ရင်းနှီးပြီးလား တပိတော့မန်နေဂျာဘုရားပါလာစီကကြားခဲ့ကြားခဲ့တယ်ကြားခဲ့တာကလည်းအကြမ်းမျိုးပြောပြပါအောင်ဂျန်နဲ့မြန်မာနိုင်ငံရှိတဲ့တန်ဃာတွေဆရာတော်တွေအကဲခတ်နိုင်အောင်ဂျန်နဲ့တန်ဃာတွေလည်းဘလို့ဖြစ်ရင်ဘလို့လုတ်တင်နေဆိုတာလေးကိုပြောပြပါအောင်လောကကြီးမှာသူများကိုတင်လို့ရတယ်မမေ့ပုံပီးတင်လို့မရဘူးမောင်ကျော်ပါလာစီကကြားထားတယ်လို့မောင်ကျော်နှုတ်ကမပြောရင်ဘယ်သူမှလောကမှာမတည်ဘူးဖခင်နဲ့ကိုသောင်းနဲ့လူကြီးနဲ့ပဲတည်တယ်။ဒါပေမဲ့မောင်ကျိုးတို့ကဝန်ခံတယ်။ပါလာစီကကြားခဲ့ဘူးလေ။ဘလို့ကြားလဲဆိုရင်မြန်မာနိုင်ငံရဲ့ဟိုဘက်လေဘိုဒီဘက်မှာပေါ့နော်။တောင်တောင်ရှိတယ်။ 离婚档，我不能处理那些特别贵档嘛，个人打过的。离婚档子你们那离婚档。处理那些特别贵，特别贵档嘛，只能个人打过的。贵档，贵档，个人这些你买的比较少嘞。啊，这批要 N 件呢。个人不往那边出的。个人不往那。出的是讲完边了，那边。讲完那边了啦。我陪朋友妈妈在家里没家务。朋友没去。嗯，个人去。朋友多少家了啦？好，一个人隔壁一家人也不见得。俺这没人得不老实的。这边是都在办公室老百姓嘛。 ့ဦးစဉ်နဲ့ဆက်ပို့လာလို့ရှိမှာမနော်။အာဒီကထွက်လာခဲ့တယ်။ဆက်ဆိုရပြီးတော့အကိုရင်ပြန်တယ်။ပြန်ပြီးတော့မှအဲ့တော့ပြီးတော့ကိုယ်ထမမဟုတ်ဘူး။ရပြန်ပြီးတော့ပြန်ဝင်လာပေါ့။အင်းတော်တော်ဝင်နေ။ဆက်သွားတယ်။အဲ့တော့ညောက်သွားတယ်ခင်ဗျာ။ညောက်မှောင်သွားတယ်ပေါ့နော်။အမောပြီးတော့အိတ်လိုက်တယ်အိမ်မှာ။အာမက်ကတည်းကအဲ့ဒီညောက်မှာပဲ။ဒီကိုရင်ဘဝနဲ့မေတုံမီပဲနေခဲ့တယ်။ကိုရင်တင်ငန်းကြီးနဲ့ပဲလား။တင်ငန်းရှိလိုက်ပါပြီခင်ဗျာ။တင်ငန်းမရှိတော့အဲ့ကျင်ကပါပြီးတော့လူဝိသစိုးအိမ်နဲ့ပဲဝင်လိုက်တယ်။ဘုရားမပြောမညာကြီးလိုက်တယ်။အမနာကဲမိုးတော့တပြီးတော့ဖတ်လိုက်တယ်။ဟမ်ပြီးတော့မိုးတော့မနက်ကမိုးတော့ပြောပါတော့ကိုရင်ဖတ်လိုက်တယ်။ဟော 俺都没有喂。伢们往家么出去？啊，伢那么出没给包皮啊？出没在屋做啊？就为了个，伢伢到做不来，没得人包皮啊？你莫等俺伢来包，没东西来钱嘛啦？哎，俺们阿些嘛等俺们回到皮啊？不是我伢来包皮，嗯，是不是我伢包喏？哎，伢来包。那买六毛钱一个包，六毛钱一个包皮啊？哦，还你把它自家扎给屋里，家里么那时候不好包哦，哦，那，当时给屋里包嘛？哦，不给皮了。当时等人家回家屋里，哦，皮嘛到人家屋里，阿些嘛就为了，到时来哦，拿皮的。嗯嗯。 ။ဘာဖြစ်လို့ဓာရီကဟိုငကူကတော့မပြောဘူးပေါ့နော်တို့တရားတွေကို။ပြီးတော့ကတပီတော့ရဲ့ချိန်မှာတာဖတ်တော်ကဆိုင်ကနေသွားတယ်။သူကကလေးကိုကံရပြီးတော့မှဇီယောင်းခိုင်းတယ်။တပီတော့ပြောမိခဲ့တယ်။အဒီလူတဏှာမိုက်ပြီးတော့ဘာလို့ကလေးကိုခိုင်းစားရလဲ။မပါဖြစ်ပြီးတော့ဒီလူကတော့ယောက်ျားကြီးပြီးပြီးတော့ကလေးတွေဘာလို့ခိုင်းစားတာလဲ။အဲ့လိုပဲဒီမနှောကနေပြီးတော့ပြောမိတယ်။ဖတ်ပြီးတော့ဟောနောက်တစ်ချိန်မှာတပီတော့ပြန်ပြီးဝင်ကြည့်ဆက်ရတယ်။၃နှစ်ဆက်ခဲ့ရတယ်။၃နှစ် အဲ့ဒီလိုမပြောဘူးနောက်ပိုင်းစဉ်းစားတယ်။အုံမျက်စပေးရခြင်းတော့မှလူစဉ်ခံတော့ဒီလိုကြုံရတာပဲ။ဒီလိုဆက်ကြတယ်ငါတို့တွေဒီလိုခံတာတွေကြုံလာရဲ့ဒီလိုမျိုးဘဝနဲ့မကြုံအောင်မဟုတ်ဘူး။ဒါဘလို့ကြောင့်လဲငါကြောင့်လားမဟုတ်ဘူးသူကြောင့်လားမဟုတ်ဘူး။ဒီခံစားရေးရရှိတာလို့ရှိရင်တောင်းစားမယ်။လောင်လာဘဝလေးရောက်မယ်။အနုဘဝဘယင်ဘဝဒါတွေရောက်ရမယ်။ဒါကြောင့်ဒီခံနာကိုမလို့ခြင်းအောင်တစ္ဆာလေးပါတရားအားထုတ်ပါလိမ့်မယ်။ဒီလိုတိုက်တွန်းလာတာပါဗျာ။ ကောင်းပြီအဲ့တော့အခုမောင်ကျော်ပြောတာတွေပဲဖုံဖုံနားထောင်တာဖြစ်တယ်နော်ဟုတ်ပါဗျာနောက်ပြကြဖုံဖုံကစီစစ်တာပဲရှိမယ်ဖုံဖုံကအဲအချားဝါရရီနေကောအဲ့လိုပေါ့ဟိုဒီဘုရားဘာသာထဲမှာခုနလိုအတိမာနာဖြစ်ကုန်တဲ့တရားတွေမှာရောဖုံဖုံကအမြဲတမ်းစော်ကားပုတ်ခတ်လူစိမ့်မရှိဘူးတစ်ဖက်တစ်ဖက်ညှင်းရင်းနဲ့လွဲနေတော့လွဲတယ်လို့သုံးသပ်ပြီးခဲ့တာရှိတယ်သူ့ကိုအရမဝါရလို့လူတိုင်းကိုပြောခဲ့တယ်ဘာကြောင့်လဲဆိုတော့ကိုမသိနိုင်တဲ့ညံနဲ့သူတစ်ပါးကို စီစစ်တာစီစစ်တာစီစစ်တာကနာလူဆရာအောင်မြင်တို့ကိုအောင်စောတို့လိုကျန်နေကျန်နေဝိနည်းဆရာလုံနိုင်တဲ့ဆရာတော်ဖျားကြီးတွေအများကြီးပါညဒါရီကသူတို့ကိစ္စဦးစင်းကြတော့တန်နာချင်းပေါ်မှာပဲဖြစ်ဖြစ်ဟိုဘဲသူဟိုမှဒါအရမဝါရဘဲလို့ဦးစင်းဘရမမပြောဘူးဘာကြောင့်လဲဆိုတော့လော်ကီလဲလော်ကီအရာသူကကြီးပွားရင်ကြီးပွားလောက်ထင်ကြီးကြတာဟုတ်အဲလောကုတ္တရာလဲလောကုတ္တရာအရာလွမြောက်ရင်လွမြောက်လောက်ရဟန္တာတောင်ဖြစ်နိုင်သေးတာဒါပေမဲ့အဲလော်ကီအဲအတွေ့ကိုလောကုတ္တရာ အမြင်နဲ့သုံးတတ်တဲ့အခါမှာလွဲကုန်ကြတယ်။ဘုံပြောတဲ့စကားတွေကနည်းနည်းရှားပါတယ်။ကြားလဲကြားခဲ့ပါလိမ့်မယ်။တင်ပါဗျာ။ဒါကြောင့်ဘုံဘုံကမြန်မာနိုင်ငံလုံးမှာအခုလဲဘုံဘုံဝိုင်းဆဲနေဘုံရီးခြင်းနဲ့အဲ့လိုပေါ့ခုနဟိုဟိုနဂရော်တွေပဲဖြစ်ဖြစ်ခုနခိုင်းကနာတွေပေါ့။အေးခိုင်းကနာတွေပဲဖြစ်ဖြစ်ခုနဟိုတော့ဘာလို့ငကားမေရောဖြစ်ဖြစ်အဲ့လိုပဲဘာမှမဟုတ်တဲ့ဟိုဟိုနားမလဲတဲ့ဟိုနိုင်ငံရေးလို့လို့မပုတ္တလို့လူမျိုးကအစဖုံးပေါ်စော်ကားတယ်ဖြစ်ခဲ့တဲ့ ီဟိုဘိုးဗျာနေကဟိုဆူညွှဲကတော့၄၅၆နှစ်ခွန်နေရှိပြီအခုမှ internet မှာ react တွေလုပ်တော့ဖုံဖုံဆောင်ပြန်မြင်ပြီးတော့